အပိုင်း1038ရဲ့အဆောက်မှာတော့လောရဲ့ဖွဲ့ဝင်တယောက်ကသူကနာကကြားလိုက်တဲ့ပင်နယ်တွေကအတန်ကလူဖီစီကနေလာနေမှန်းသဘောပေါက်သွားပါတယ်။ဒါကြောင့်သူကအဖွဲ့သားတွေကိုစိတ်ငြိမ်ငြိမ်ထားပြီးကောက်ရိုးထုတ်ကိုငါတို့ကေရမယ်လို့ဆိုတာအမိန်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့ကလူဖီစီကိုတင်းမောနဲ့ရအောင်သွားလိုက်ပြီးဂုံးဘက်ဘော်ကိုပြန်ရအောင်တင်ကြဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့သူတို့အားလုံးလည်းလူဖီကိုတင်းမောဂုံးဘက်ဘော်ကိုတင်လိုက်ပါတယ်။နောက်တစ်ခါမှတော့ဂုံးဘက်ပေါ်မှာဘိုက်ကြီးဖောင်းပြီးလဲလျောက်နေတဲ့လူဖီကိုတွေ့မြင်ရမှာဖြစ်ပြီးဒါကိုမြင်တော့အားလုံးကလည်းစိတ်ပူသွားကြပါသေးတယ် တချို့ကတော့လူဖီကိုရဲရေတွေဝင်ပြီးကယ်တင်မိုးအတွက်နောက်ကျသွားပြီဆိုတာစိတ်မကောင်းဖြစ်နေကြပါနောက်ပြီးသူတို့အနေနဲ့ခေါင်းဆောင်ဖြစ်သူလော်ရဲခွင့်ပြုချက်မရပဲလူဖီရဲ့လောင်းကိုထိခွင့်မရှိဘူးဆိုတာပြရာခန့်နေကြပါတယ်ဒါပေမဲ့သူတို့အနေနဲ့လမ်းမလျှော့ကျင်သေးတဲ့အတွက်လူဖီရဲ့ဝမ်ပိုက်ထဲကရေတွေကိုအပြင်ကိုအမြန်ပြန်ထွက်လာအောင်လုပ်ဖို့ကြိုးစားကြပါတော့တယ်နောက်ပြီးတနီးတဲ့ဒီနီစမ်းသပ်ပြီးတဲ့အချိန်မှာတော့လူဖီရဲ့ခန္ဓာကိုယ်တွေကရေတွေကအပြင်ကိုပြန်ထွက်လာပါတယ်ဒါပေမဲ့အချိန်ကြီးကဘာမှမထူးပဲမျက်နှာတစ်ခုလုံးကအပြာရောင်တန်းနေစေဖြစ်တာကြောင့်အားလုံးနဲ့လက်လျှော့လိုက်ကြပါရစေ။ နောက်တစ်ခါမှတော့ပင်လယ်ထဲပြုတ်ကျလာတဲ့ရှင်တို့ဘူးနဲ့မမိုနိုဆူကဲတို့ကိုတွေ့မြင်ရမှာဖြစ်ပြီးမမိုနိုဆူကဲကတော့ထုံးစံတားအမြင့်ကျောက်တဲ့အတွက်အော်ဟစ်ငုံယူနေပါတယ်။ရှင်တို့ဘူးကတော့မမိုနိုဆူကဲကိုအဲ့ဒီလောက်ထိကြောက်မနေဘူးနဲ့သူမကိုယ်တိုင်လည်းဘေးမှာရှိနေရကြအောင်မစိုးရိမ်မှုအတွက်နှိမ့်သိမ့်နေပါတယ်။နောက်ပြီးသူမရဲ့နင်ဂျာစွမ်းရည်ပေါ်ကိုယုံကြည်ပေးဖို့အတွက်တောင်းဆိုနေပါတယ်။အဲ့ဒီနောက်မှာတော့ရှင်တို့ဘူးတယောက်သူမရဲ့နင်ဂျာတက်ပညာကိုအသုံးပြုပြီးစွန်းတစ်ခုကိုဖန်တီးလိုက်ကဒီပေါ်မှာပြန်တန်းပြလိုက်ပါတယ်။ရှင်တို့ဘူးကမမနိုစုကဲကိုဒီနီးပညာကသူမရဲ့အကျွမ်းကျင်ဆုံးအရာဖြစ်ပြီးမကြာခင်မှာဘေးကင်းဆုံးနေရာကိုဆင်းသက်ပေးပါမယ်လို့ပြောလိုက်ပါရီ ဒီလိုနဲ့မြေပြင်ပေါ်ကိုလည်းပြန်ရောက်ရှိလာတဲ့အခါမှာတော့မမွန်နိုစုကေကသူကိုယ်တိုင်ထွက်ပြေးလွတ်မြောက်လို့သွားပြီဆိုပေမဲ့ဂျိုးမမကျန်နေတဲ့သူတွေအတွက်အလွန်စိတ်မကောင်းဖြစ်မိတယ်လို့ဆိုတာဝန်နေနေပါတယ်တစားထဲမှာပဲမမနိုစုကဲတယောက်ဂင်းရမုန်နဲ့ဂျန်တဲ့အဖွဲသားရဲ့မျက်နှာကိုပြန်မြင်အောင်လာရင်ရှီနိုဘူကိုဖက်ကအော်ဟင်းငုံနေပါလေဒီလိုနဲ့ရှီနိုဘူကကောင်းကင်ဘုံမှာဝဲပြက်နေတဲ့အိုနီဂါရှီမာကျွန်းစုကြီးကိုကြည့်ရင်ဒီကျွန်းကြီးသာဗန်းမျိုးရော်ဘော်ကိုစဉ်သက်လိုက်လို့ရှင်တော့မြို့မှာရှိတဲ့သူတွေအကုန်လုံးဒေချင်းစုံနဲ့ဒေကုံတော့မှာပဲဆိုပြီးသူမဟုတ်တွေးပူနေပါလေ နောက်တစ်ခါမှတော့ Altiga ဥတမာကိုသူမရဲ့မောင်ဖြစ်သူ BB ကနင်းချောင်းနဲ့ရုပ်ပြက်စင်းမြတ်အပြင်းခံလိုက်ရတာဆိုပြီးပေါက်ကွဲနေပါတယ်။အဲဒီအချိန်နာမီက climate pattern ကို demo ပုံစံပြောင်းလဲလိုက်ပါတယ်။ပြီးတော့ Altiga ရဲ့မျက်နှာတဲတဲကိုတီးထုတ်ပေးလိုက်ပါတယ်။ဇူးစကနာမီကိုအာတီရဲ့အသားတွေကရန်ကုန်မှာကြောပေးမယ်။မမရဲ့တိုက်ခိုက်မှုကြောင့်အတွင်းပိုင်းကလီစာတွေကပြက်စီးနေပြီဖြစ်ကြောင်းရှင်းပြထားတာပါ။ဒါကြောင့်သူတို့တွေကလျှက်စီးကိုအသုံးပြုပြီးအာတီကိုနိုင်ယူလို့ရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဒီအေဂျင်စီကိုနာမည်ကလုံးဝသဘောမတူပါဘူး။အကြောင်းကတော့ LSC ရဲ့ပြင်ရကအရန်ကိုကြီးမားလို့နာကြောင်းဦးတမောက်ကရောပြီးထိခိုက်သွားမှာဆိုရင်လည်းအတွက်ကြောင့်ပါ။ဒီလိုနဲ့လဲကျနေတဲ့ဦးစိုးပြောက်ထုံးစံတိုင်းသူ့ရဲ့ညံနေညံနဲ့ကိုအုံပြုပြီးအာဒီကိုလေးကွားနဲ့လမ်းပစ်လိုက်ကဦးတမောက်နဲ့ကွဲထွက်သွားအောင်လုပ်လိုက်ပါလိမ့်။အဲဒီနောက်မှာသူကနာမည်ကိုအခွင့်အရေးကိုအကောင်းဆုံးအသုံးချဖို့အတွက်လှမ်းမိအမိန်ပေးလိုက်ပါလိမ့်။ဒါကြောင့်နာမည်လည်းသူမရဲ့ climate pattern ကိုအုံပြုပြီး Zeus ကိုဆင့်ခေါ်လိုက်ပါလိမ့်။ဒါပေမဲ့ Zeus ကချက်ချင်းလှောက်ချမှုပြုလုပ်သေးပဲနာမည်ကိုသူ့ကိုနာမည်အသေးပေးဖို့အတွက်တောင်းဆိုပါလိမ့်။ အဲ့ဒီချိန်နာမီကဇူးစ်ကိုယုတ်တရက်အမွေးဘွားလေးလိုထောက်ခေါ်လိုက်တာကြောင့်ဇူးစ်တယောက်ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားခဲ့ပြီးအဲ့ဒီနောက်မှာတော့သူက RTC ကိုသွားနေရင်နာမီကိုထိရင်သူနဲ့ညှိမယ်လို့ဆိုကခန္ဓာကိုယ်တစ်ခုလုံးကိုအမဲရောင်အသွေးပြောင်းလဲပစ်လိုက်ပါတယ်ဒါဆက်တည်းမှာပဲနာမီကသူမရဲ့ climate button ဆိုတဲ့ Zeus ကိုပေါင်းဆက်ပြီးအေယာမမိုးချိုးကြီးတစ်ခုကိုဖန်ပြီးက RD ball ကိုပြစ်ချလိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနေပြီး RD ကတိုက်ခိုက်မှုကနေရှောင်ထွက်သွားခဲ့တာကြောင့်နာမီလည်းတုံ့လှုပ်သွားပါတယ်။အဲဒီချိန် Zeus ကဘလို့ပဲဖြစ်ဖြစ် တူတာဝင်ကပြင်းမှတ်ကိုထိမှရမယ်ဖြစ်တယ်ဆိုတာကြောင့်ချက်ချင်းပဲ RDA နောက်ကိုလိုက်ပြီးခန္ဓာကိုယ်တစ်ခုလုံးကိုရာစရာမရှိအောင်မိုးကြိုးတွေနဲ့ပစ်ချပေးလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ပေါင်းဟန်ကတခင်မောက်အော်တီလေတခင်လေးဖေဂျီဝမ်လို့မြေပြင်ပေါ်ကိုမှောက်သွားပြီဆိုတာအကျဉ်းကြီးထားအောင်ပါလေ။ဒါပြင်ဒီလိုမျိုးကြီးကြီးခန္ဓာလုံးနဲ့အထက်ပိုင်းလူကြီးတွေဖြစ်တဲ့ဒိုဘီရိုဘိုဖွဲ့ဝင်တယောက်လုံးရှောင်းနေသွားတာကအံ့ဩစရာပဲလို့ဆိုပါရစေ။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့တချို့သားရဲသမီးတွေကလည်းပါဇက်အဟောင်းသားဖြစ်သွားခဲ့ကြပြီးတချို့ကတော့ဒါကိုမယုံနိုင်ဖြစ်နေပါရစေ။ တတားတယောက်ကတော့ပေါဟန်ကိုသခင်မပြောလိုက်တဲ့စကားကိုအိုနီဂါရှိမာတခွင်လုံးကြားကုန်ပြီလို့ဆိုကလမ်းအသိပေးလိုက်ပါရီအဲဒီတော့မှပေါဟန်ကလည်းဇွန်နောက်ကသူမပြောတဲ့တဲ့ရင်ကအမှန်မဟုတ်ဘူးဆိုကပြန်ရုပ်သိမ်းကြောင်းကြပြကြရနဲ့ပြန်ပြောပါရီအရှင်ယုဒိယဥစုပတယောက်နောက်ကနေပေါ်လာခဲ့ပြီးပေါဟန်ကိုသူ့ရဲ့မဟာလီဝါကြီးကိုအသုံးပြုကမကောင်းစွာကြီးတကောင်ကိုဆင့်ခေါ်ပြီးဖမ်းချုပ်ပြလိုက်ပါရီဥစုပကသူ့အနေနဲ့ဘလို့လုံးလုံးလဲဆိုတာမသိပေမဲ့ပေါဟန်ကအတန်လွင်ကရိယာအနေနဲ့အိုနီဂါရှိမာတခုလုံးကိုတဲ့ရင်နေပေးဖို့နေတဲ့အရာဖြစ်ကြောင်းဥဒမာကိုလမ်းပြောပါရီ ဒါကြောင့်မင်းရဲ့စွမ်းကိုအသုံးပြုပြီးသူ့ရဲ့တန်လွင်စားကိုပေါင်းဆွလိုက်မယ်ဆိုရင်ဒီကြုံလုံးကိုထိန်းချုပ်လို့ရပြီလို့ဆိုတာရှင်းပြနေတာပါအချင်းဒီရွာလုံးကိုနားလေသဘောပေါက်သွားပြီဖြစ်တဲ့အိုတမားတရားသူမရဲ့နာမည်ကိုအားလုံးကြောက်အမိတ်ဆက်လိုက်ပါရီရုပ်ရည်ထွက်ပေါ်လာတဲ့အတန်ကြောင့်အားလုံးလည်းဘာလို့ရမှန်းမသိဖြစ်ကုန်ပါရီအဲ့ဒီချိန်ကွင်းကအိုတမားကိုကလေးတယောက်ကဘလို့လုပ်ပြီးဆင်းမြင်ပြင်းနေကိုရောက်ရှိနေရတယ်လို့ဆိုတာအပေါ်ဘက်ကိုလှမ်းဟောပါရီနောက်ပြီးမင်းကဘယ်သူလဲလို့ဒေါသကြီးနဲ့လည်းမင်းနေတာပါအဲ့ဒီချိန်တစ်ဖက်မှာတော့ဟူးဟူးကအချင်းမေကိုမင်းကအခုထိလက်ရှော့ကောင်းမှမသိသေးဘူးဆိုပြီးခနဲ့နေပါရီ ဒါကြောင့်ဂျင်မီကအစောကြီးတွေကမင်းတို့ဘက်မှာလူဝင်အားတာနေခဲ့တာတော့မှငါတို့ကဝင်ရောက်တိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့တာဆိုပြီးသူကပြောနေခဲ့ပါတယ်။တရားချင်းတိုက်ခိုက်ဖို့အတွက်မလွယ်ပေမဲ့ငါရဲ့တာဝန်ကမင်းတို့လိုထိပ်ပိုင်းရာရှိကောင်တွေအလုံများနေအောင်လုပ်ဖို့ပဲလို့ဆိုပါတယ်။ဂျက်ကဒူးဒော့စတုန်းကိုဘလို့ပဲရဲစမ်းတက်တိပြေးသွားတဲ့သူတရားဖြစ်ပါစေ။စစ်ပွဲရဲ့ theory ရဆိုရင်တော့အင်အားများတဲ့ဘက်ကပဲအနိုင်ရရှိသည်မြဲပဲဆိုပြီးရှင်းပြနေပါတယ်။ဒါကြောင့်အခုချိန်ကစပြီးဖြစ်လာသမျှဂျိုးဆက်တီပေါ်သူ့ကိုအပြစ်မတင်မဲအရှုံးရအရပါကိုတဝါကြီးခံစားလိုက်တော့လို့ဆိုကလောင်ရည်နေခဲ့တာပါ။ နောက်တစ်ခါမှာတော့စစ်မြေပြင်ထဲကို gift တို့အစုကဝင်ရောက်လာပြီးသူတို့က queen ကိုဝိုင်းအားခံခဲ့တဲ့ plus shutter သားတွေကိုရှင်းထုတ်ဖို့အတွက်တိုင်ပင်နေပါတယ်တဖက်မှာလည်းဒူရီတုံနေတဲ့အိုတမာကိုဥဆုပ်နဲ့နာမီကသူတို့နားမှာရှိတဲ့အတွက်မကြောက်ဖို့ထွက်ဝိုင်းပြီးနှစ်သိမ့်ပေးပါတယ်။ဒါကြောင့်အိုတမာလည်းအားရတက်သွားခဲ့ပြီးအကိုကြီးလူဖီအတွက်သူမကိုယ်တိုင်လည်းတိုက်ခိုက်ရမယ်ဆိုတာအရှိကိုထွက်သွားပါတယ်။ဒီလိုနဲ့အိုတမာတယောက်သူမရဲ့ကီဝီတံကိုစားသုံးထားတဲ့သူတွေအကုန်လုံးလူဖီဘက်ကနေနေပြီးဂိုင်ဒိုကိုဖျောက်ချဖို့အတွက်အော်ဟစ်အမိန်ပေးလိုက်ပါတယ်။ စကားဆုံးမှာတော့ကီဗီတန်ကိုစားထားတဲ့သူတွေပေါ့ဥတမရဲ့ညွန်ကြားမှုကအစွမ်းပြလာခဲ့ပြီးကွင်းကိုဝိုင်းမိတိုက်ခိုက်ကြပါတော့တယ်တပတ်မှလည်း Brace Collar တယောက်ရုတ်တရက်စိတ်တွေပြောင်းလဲသွားခဲ့ပြီးသူ့ရဲ့ဖွဲ့သားတွေကို Gorilla လက်သီးနဲ့လိုက်လံထိုးချိန်နေပါရီရုတ်တရက်ပြောင်းလဲသွားတဲ့ Gifter တွေရဲ့ပုံစံကြောင့်ဒါရဲတမျှအချို့လည်းဘာလို့လို့လို့ရမှန်းမသိဖြစ်နေကြ Speaker သခင်မလေးအတွက်အတူတူတိုက်ပွဲဝင်ကြစို့လို့ဆိုတာရှိသမျှလူတွေကိုခေါ်ထုတ်ပြီးတိုက်ပွဲတွေကိုဝင်လာပါရီအဲ့ဒီချိန်တပတ်မှလည်း Yamato က Gaido ကိုတယောက်ချင်းတိုက်ခိုက်ဖို့အတွက်စိန်ခေါ်နေပါရီဒါကိုဒေါသထွက်သွားတဲ့ Gaido ကချက်ချင်းပဲသူ့ရဲ့ပုံစံကို လူသားနှကားမိစာအဖြစ်ပြောင်းလဲပြလိုက်ပြီးဒါဖြစ်သူရဲ့စိန်ခေါ်မှုကိုအတိမတ်ပြူချောင်းပြသလိုက်ပါတယ်။စကားဆုံးမှာတော့ဒါဖြစ်သူနဲ့အဖေဖြစ်သူရဲ့ပြင်းထန်တဲ့ဟာကီစွမ်းအားတွေနဲ့အတူအိုနီဂါရှိမာတကြုံလုံးလဲတုံလှုပ်သွားခဲ့ပြီးအမွေပြတ်တိုက်ပွဲကြီးကလည်းစတင်လာခဲ့ကဇလန်လီကလည်းဒီမာရီမဲတခန်းရဲလို့သွားခဲ့ပြန်ပါတယ်။အပိုင်း1039ရဲ့အဆောက်မှာတော့အူတမာရဲ့ KV တန်ကိုစားမိတဲ့သူမှန်သမျှအကုန်လုံးသူမရဲ့အမိန့်ရောက်ကိုရောက်ရှိလို့သွားပါရီ။အဲ့ဒီအချိန်ဟမ်လက်တယောက်လည်းယုဒိယစိတ်ချင်းနေပြောင်းလဲသွားခဲ့ပြီးသူတို့တိုက်ခိုက်ရမယ့်သူကဂိုင်းနိုမန်သဘောပေါက်သွားခဲ့ကြပါရီ။ ။ဒါကိုမြင်လိုက်ရတဲ့တသားချိုးကဟမ်မလက်ကိုဆရာပါဖြစ်တာလဲဆိုပြီးမေးနေခဲ့တာပါ။အဲ့ဒီချိန်ဟမ်မလက်ကဘာမှပြောညာမပြောနဲ့သူ့ရဲ့လူတွေကိုစာပြီးတိုက်ခိုက်လိုက်ပါတယ်။နောက်ပြီးမဇက်ကနေလေကျွန်တော်မျိုးရဲ့လှုပ်ရှားမှုတွေကိုကြီးထားပါသခင်မလေးဆိုပြီးအော်ဟင်နေပါတယ်။ဒါကြောင့်တသားတွေကလည်းသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဟမ်မလက်တယောက်ယူသွားပြီလို့ဆိုတာပြရာခတ်ကုန်ပါတယ်။နောက်တစ်ခါမှတော့ရေးရဲလီဒတ်မြောက်အခြေအနေကိုမြင်တွေ့ရမှာပါ။ဟူဟူကဂျင်မီကိုသူတို့တွေနဲ့ဂူအားစပြီးအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်တော့မှကြောင့်သတိကောင်းကောင်းထားဖို့အတွက်သတိပေးနေပါတယ်။ အဲ့ဒီအချိန်ယုဒိယအိုဒမာရဲ့အတူတူပူးပေါင်းကြဆိုတဲ့အတန်ကိုကြားလိုက်ရကအံ့ဩသွားပါတယ်ယုဒိယကြားလိုက်ရတဲ့ကလေးမလေးတယောက်ရဲ့အတန်ကြောင့်သူကဘာတွေပြောနေရလဲဆိုပြီးဒါရိုက်တမရတွေကလည်းတရားတော်ပြောဆိုကုန်ပါတယ်အဲ့ဒီအချိန်ပူကောင်တယောက်ယုဒိယစိတ်ထားဖောက်လာပြီးသူ့ရဲ့လူတွေကိုမူရီနဲ့စတင်တိုက်ခိုက်ပါတယ်ဒါ့အပြင်ဂျေမီကိုလမ်းပြီးသူ့အနေနဲ့ဒီလောက်ငယ်သားတက်သားအကုန်လုံးကိုတိုက်ခိုက်ဖို့အတွက်တာဝန်ယူပြီးမှဖြစ်တာကြောင့်ဟူးဟူးဆိုတဲ့ကောင်ကသာပြင်မလိုက်တော့ဆိုပြီးလမ်းပြောပါတယ်ဒါကြောင့်ဟူးဟူးကလည်းဘာဖြစ်နေမှမသိတဲ့ပူကောင်ကိုလက်ခွေးပဲဆိုပြီးထဆဲနေပါတယ် တဖက်ကရဲရဲရဲ့ဒုတိယချက်မှာလေအိုတမားရဲ့မိန်းကြောင်ဘတ်ပြောင်းသွားတဲ့ gift တာအုပ်စုကမဲမဲမြင်သမျှအကုန်လုံးကိုလိုက်လံခုတ်ထိနေပြီးအချိန်တိုင်းကောင်းဝေးအုပ်ထုပ်တစ်ဖက်ကလူဖီရိုးဖွဲ့ကပဲနိုင်မှာပါဆိုပြီးကြွေးကြော်နေပါရီနောက်တစ်ခါမှာတော့စတိုက်ပဲသူမတို့နဲ့ပူပေါင်းမှုအတွက်သကုံအော်ဟစ်နေခဲ့တာကြောင့်တချို့ gift တာတွေလည်းဘတ်ပြောင်းသွားပါရီဒါကိုမြင်လိုက်ရတဲ့အခါမှာလေ Frankie တို့ကတိုက်ပွဲထဲမှာရုတ်တရက်ပြောင်းလဲလာတဲ့စိတ်ဝင်စားစရာကိစ္စတွေကတော်တော်လေးများလာပဲလို့ဆိုတာသဘောကျနေခဲ့ပါပြီနောက်တစ်ခါမှာတော့ဖျော်ဖြေရေးထက်ကအခြေအနေတစ်ခုကိုမြင်တွေ့ရမှာပါ ဘွဲကင်းထဲမှာတော့ဆာမူရိုင်းချုပ်ကိုတတ်ဖို့လုပ်နေတယ်။တားရဲသမားတွေကဘတ်ပြောင်းသွားတဲ့ gifter အုပ်စုကလိုက်လံတိုက်ခိုက်နေခဲ့တာကြောင့်ဘွဲကတော်လေးကိုစူညံနေပါရီ။စန်ကြီးကအိုတမားရဲ့စွမ်းကိုချီကျူးနေခဲ့ပြီးတစ်ဖက်မှာတော့ဂွင်းတယောက်ဘာရီဖြစ်သွားမှမသိတဲ့သူ့ရဲ့လူတွေကိုကြည့်ကယူးကျင်ခြင်းဖြစ်နေပါရီ။ယာကူဇာချုပ်ကလည်းဟီယိုဂရိုကိုဘာရီဖြစ်ကုန်တာလဲလို့မေးမြန်းပါရီ။ဒါကြောင့်ဟီယိုဂရိုကဒီကိစ္စတွေအကုန်လုံးကိုသူကရိုင်းနောက်နားမလည်နိုင်ပေမဲ့တေချာတာတစ်ခုကတော့ဒီအိုတမားဆိုတဲ့ကလေးမလေးမှာအရန်လန်းတဲ့စွမ်းအားတစ်ခုရှိလိမ့်မယ်ဆိုပြီးရှင်းပြလိုက်ပါရီ။ဒါပြင်သူမရဲ့စွမ်းကြောင့်လေရှုံးနေငန်းကြီးဖြစ်နေတဲ့သူတို့ဘက်မှာ အင်အားအယောက်တန်းနဲ့ညီများတဲ့စစ်ကူတို့လည်းရရှိသွားပြီလို့ဆိုပါရီနာမီကအိုတမောကိုအခုလိုမျိုးအောင်မြင်အောင်သူမရဲ့ဆောင်းကိုထိထိရရအသုံးပြုနိုင်လိုက်တဲ့အတွက်ချီးကျူးနေခဲ့ပါရီဦးစုပ်ကလည်းအိုတမောလေးကိုမင်းရဲ့တန်ကိုကြားပြီးသွားကလေးကရှောင်းနိုင်ငံကြီးဖြစ်နေတဲ့မဟာမိတ်စစ်တီတွေရဲ့စိတ်ဓာတ်တွေကိုတော့ပြန်ပြီးတော့တက်ကြလန်းဆန်းသွားစီတယ်လို့ပြောလိုက်ပါရီအခုဆိုရင်ရန်သူချင်းချင်းအောင်မတိုက်ခိုက်ကုန်ကြပြီလို့ပြောလိုက်တယ်အဲ့နောက်မှာတော့သူတို့၃ယောက်သားဆင်မင်းထက်ကနေစစ်စင်ရေးကြီးကအောင်မြင်သွားတဲ့အပြင်တိုက်ပွဲရဲ့အခြေအနေကလည်းပြောင်းလဲသွားပြီလို့ဆိုကအာရပါရကြွေးကြော်လိုက်ကြပါသေး။တစ်ဖက်မှာလည်း ဒါကိုကြားလိုက်ရတဲ့ကွင်းကအခုလိုမျိုးထူးဆန်းတဲ့ဖြစ်ရပ်တွေကဥတမကြောင်မန်းတည်သွားခဲ့ကသူ့ရဲ့အစွမ်းနဲ့ပြည့်ခတ်ဖို့အတွက်စတင်ပြင်ဆင်မှာတော့လေအဲဒီနောက်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးကအဝါရောင်တန်းသွားခဲ့ပြီးအရာအလုံးနဲ့အဆုံးသက်သွားခဲ့တဲ့အချိန်လေးမှာပဲရုတ်တရက်အစံကြီးတယောက်ပေါ်ထွက်လာခဲ့ကကွင်းရဲ့မျက်ခွက်တဲ့ကိုမဟူရမီချောက်နဲ့ပိတ်ကံပြစ်ထဲလိုက်ပါရီအပြက်စွမ်းအရင်ကြီးမလို့နဲ့တန်းကြောင်မီလုံးကြီးကလည်းကွင်းရဲ့ပစက်ထဲမှာပဲပေါက်ွဲထွက်သွားပါရီဒါကိုဒေါသထွက်သွားတဲ့ကွင်းကစံကြီးကိုမင်းကအမြဲတမ်းငါရဲ့လမ်းမလိုက်ရှုပ်နေတဲ့ဂျက်ကျက်သားမလားလို့လမ်းမိလိုက်ပါရီ ဇန်ကြီးကတော့သူ့ကိုဂျက်ဂျက်သွေးသားလို့မဆက်ဆံဘူးနဲ့မင်းကိုယ်တိုင်လည်းချိန်တုန်းကအယူသိပ္ပံအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့တာမလားဆိုပြီးပြန်ရန်တွေးပါလေ Green ကမတ်ဆိုတဲ့သိပ္ပံအဖွဲ့ကိစ္စကအရန်ကိုကြာမြင့်ခဲ့ပြီဖြစ်ပြီးသူကိုယ်တိုင်တော့မှအရိကိစ္စကိုမင်းနေတာကြာပြီလို့ပြန်ပြောပါလေအဲဒီနောက်မှာတော့ Green ကသူ့ရဲ့ခန္ဓာကိုယ်ကိုတပတ်လည်းပြလိုက်ကထူးဆန်းတဲ့ဆက်ရုပ်ပုံစံတစ်ခုကိုပြောင်းလဲပြလိုက်ပါလေနောက်ပြီးသူ့ကိုယ်သူငါကစိုက်ဘော့တကောင်ပဲလို့ဝန်ခံလိုက်ပါတော့တယ်ရုတ်တရက်မြင်လိုက်တဲ့ဆရာဖြစ်သူရဲ့ထူးဆန်းတဲ့ပုံစံကြောင့်လောက်ငယ်သားချို့လေ၊ဂွင်းကလူသားပုံစံကြီးကိုထုတ်သုံးလိုက်ပြီးကွာဆိုပြီးပါဇက်ဟောင်းသားဖြစ်ကုန်ကြပါသည်။ ဂရင်းဟောက်ဇန်ကြီးကိုတကယ်လို့သူ့ကိုအနိုင်မြူနိုင်ရင်စိုက်ဘော့တကောင်ဆိုတာတီးသွားလေဘာမှမဖြစ်ဘူးလို့ဆိုပါရီဇန်ကြီးကတော့ဂရင်းရဲ့စကားလုံးတွေကိုဂယူးမဆိုင်သလိုပုံစံနဲ့ဟိုယင်ကြီးကောင်ရောအခြေအနေဘယ်လိုလဲဆိုပြီးချောပါကိုလမ်းမိမိနေခဲ့ပါရီဒါပေမဲ့ချောပါကထူးဆန်းတဲ့တန်နဲ့ပြန်ဖြစ်နေရကြောင်းဇန်ကြီးကမင်းပုံစံကြည့်ရတာအဆင်ပြေနေတဲ့ပုံစံမပေါက်ဘူးလို့ဆိုပါရီအဲ့နောက်မှာတော့ဒုံဒုံကြီးဖြစ်နေတဲ့ချောပါကိုတွေ့လိုက်ရပြီးရမေဘော်ရဲ့ဘေးထွက်ဆိုးကျိုးကြောင့်အခုလိုဖြစ်သွားမှဇန်ကြီးကသဘောပေါက်သွားပါရီဂွင်းကဆန်ကြီးကိုသူ့ရဲ့ပြောင်းလဲသွားတဲ့စိုက်ဘော့ပုံစံအသေးကိုမြည်ကြည့်မလားဆိုပြီးခနဲ့နေပါရီ တဖက်မှာလည်းချော်ပါကစီစာပြောခဲ့ဘူးတဲ့ဇာတ်တွေကိုပြန်ကြားရောက်နေရေးသူအနေနဲ့ရမ်မေဘောရဲ့ဘေးထွက်ဆိုးကျိုးတွေကိုတည်တည်ရဲ့နဲ့အချိန်ကြာကြီးသုံးဆွဲခဲ့ကြောင်းရှင်းပြနေပါတယ်။ဒါပေမဲ့ဘေးထွက်ဆိုးကျိုးကအခုလိုမျိုးကမောက်ကမပုံစံကြီးဖြစ်သွားလောက်လိမ့်မယ်လို့သူကထင်မှတ်ခဲ့ဘူးလို့ဆိုပါတယ်။အစပိုင်းမှာတော့ Queen ကိုသူ့ရဲ့စီစွမ်းနဲ့အနိုင်ယူနိုင်မယ်လို့ထင်ခဲ့ပေမဲ့တိုက်ခိုက်ရင်တိုက်ခိုက်ရင် Queen စီမှာလည်းစွမ်းရည်တွေအများကြီးကျန်နေသေးမှန်းသဘောပေါက်သွားခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်။နောက်တစ်ခါမှာတော့စံကြီးတယောက်ကွင်းရဲ့တိုက်ခိုက်မှုတွေကနေအသေးအံထွက်ပြေးနေရပြီး Professor Dr. စိတ်ဖွာကတော့သူတို့မှာလေးဝက်တားမြစ်ထားတဲ့ဆေးဝါးတစ်ခုရှိကြောင်းထုတ်ပြောလာပါသေး နောက်ပြီးအဲ့ဒီဇီဝကရန်ကုန်ပြင်းထန်တဲ့တရားကိုတော့မှအချိန်ခဏလေးတွေ့မှတက်တာပြောက်ကင်းစီတာကြောင့်နတ်ဆေးဆိုပြီးတော့မှအထူးနာမည်ကျော်ကြားကြောင်ရှင်းပြနေပါတယ်ဒါကိုကြတော့ဇူရူကဘလို့ဘေးထွက်ဆိုကြပဲရှိရှိသူရဲ့ခနာကိုကိုအမြန်ဆုံးပြန်ကောင်းဖို့အတွက်ဒီဈေးကိုထည့်လိုက်ဖို့အတွက်လန်ဒေါင်းဆိုပါရီနောက်ပြီးဒီလိုအထူးပြန်ကောင်းစေတဲ့ဈေးကအသုံးပြတဲ့ဆိုကြကြောင့်သူရဲ့ခနာကိုတစ်ခုလုံးအချိန်တိုင်းပြက်စီးသွားမယ်ဆိုရင်တော့မတောက်ကူမဆိုင်ဘူးလို့ဆိုပါရီနောက်တစ်ခါမှာတော့ဒါရဲသမားချိုးကအိုဒမာရိုအုပ်စုကိုလိုက်လံဖမ်းဆီးနေခဲ့ပြီးအဲ့ဒီအချိန်ဒီယာဖူကိုကရောက်ရှိလာကသူရဲ့စိတ်တွေကိုရန်သူတွေစီထိုးသွင်းပေးလိုက်ပါရီ ဒါ့အပြင်စပီကာလည်းထပ်မံရောက်ရှိလာပြီးသူမရဲ့ဂျောကုံမော်ကိုနာမည်နဲ့ဥဒမာကိုတက်ခိုင်းစေခဲ့ကအထူးထူးထွက်ပြေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အဲ့ဒီအချိန်ဂဇောင်းမန်ကဥဒမာကိုစောနာရုံကအောက်ဖက်မှာကိုမရချီကိုမြင်တွေ့ခဲ့ကြောင်းသတင်းလာပို့ပါတယ်။နောက်တစ်ခါမှာတော့ဟူဟူကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးဂျင်မီကိုစတင်တိုက်ခိုက်ပါတယ်။ဒါကြောင့်ဂျင်မီကလည်းအမြန်ပဲခုခံကာကွယ်လိုက်ပြီးတစက်ထဲမှာပဲဟူဟူကသူ့ရဲ့တိုက်ကွက်တွေကတန်ခနာကိုတိုက်ကွက်တွေမှန်ဂျင်မီတယောက်ရိုက်မိသွားပါတယ်။တကယ်တော့ဒီတိုက်ကွက်တွေကိုအစိုးရရဲ့ချင်းဖြစ်တဲ့ CP9 နဲ့သာအသုံးပြုနိုင်တာပါ။ ဒီလိုနဲ့ပုံစံတစ်ဖြည်းဖြည်းပြောင်းလဲလာတဲ့ဟူဟူက Rob Lucy ဆိုတဲ့ကောင်ကဝင်မလျှောက်ခဲ့ဘူးဆိုရင်လွန်ခဲ့တဲ့ဆက်၃နှစ်လောက်ထဲကနာမည်ကြီးနေပြီလို့ဆိုပါလေ။စကားဆုံးမှာတော့ဟူဟူကလီဘော်ကိုခုန်တက်သွားခဲ့ပြီး Van Bistone နဲ့လမ်းပြီးတော့ပြက်ခတ်လိုက်တာကြောင့် Jimmy လက်ဆောင်ဒိန်းလိုက်ရပါလေ။ဘောက်ွဲထွက်သွားတဲ့နေရံကိုကြည့်ရင်မင်းကအစွမ်း၆ပါးကိုတခါရင်အသုံးပြုနိုင်နေတူလားလို့ Jimmy ကမေးမြန်းပါလေ။ဒါပေမဲ့ဟူဟူကဘာမှပြန်မဖြေပဲဇောနာတုံးကမင်းကိုယ်တိုင်ကောက်ရိုးထိုးတမျှအဖွဲ့ဝင်တရားဖြစ်ကြောင်းဝန်ခံထားတာကြောင့်ဒီပြဿနာတွေနဲ့မင်းလည်းလိုလိုပါဝင်လာပြီလို့ဆိုပါလေ။ ဒါပြင်လွန်ခဲ့တဲ့နှစ်နှစ်ကနာမည်ကြီးလာခဲ့တဲ့ကောက်ရိုးထုတ်တမလူဖီစားသုံးခဲ့တဲ့ဂိုမူဂိုမူနိုတေတီကအစိုးရရေတပ်ရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်ကြောင်းလည်းရှင်းပြလိုက်ပါတယ်။ဒါကိုကြတော့ဂျင်မီလည်းအရန်ကိုတုံ့လှုပ်သွားခဲ့ကဇလန်လီကလည်းဒီမာရီမဲတခန်းရလို့သွားခဲ့ပြန်ပါတယ်။